စကိုင်းတိုင်းနဲ့ဖတ်တဲ့ပြီးမှဦးဇင်းတို့ပြောမှဖြစ်ပါလေဗျစကိုင်းတိုင်းကပ်လူထဲမှာနော်တမ်လူထဲမှာဖြစ်သွားတယ်ပေါ့ဖြစ်သွားတော့အားလုံးပဲမင်္ဂလာပါဗျဒီသတင်းချန်နယ်ပြန်လာကြိုးစားပါမယ်သတင်းချန်နယ်နေ့စဉ်များတော့ဖြစ်နေတဲ့သတင်းကြော်တွေကိုမြေတက်ဆက်ပြီးတဲ့သတင်းချန်နယ်ဖြစ်တယ်ဗျကျွန်တော်ချန်နယ်ပြန်လာစာကြည့်တာဆိုတော့တော့ခုတစ်ချက်ပြောတဲ့ရင်ကတော့ပောက်ကလေးသတင်းလေးပဲဖြစ်ပါတယ်ပောက်ကလေးကစံဒီပုဒ်ပိုင်းကဘာလို့ပြောဆိုတာလဲကျွန်တော်ဒီကြည့်လောက်ခင်ဗျာ go တို့တွေကဟော်ကြတယ်ပေါ့ဗျာဟော်ကြတယ်ပေါ့နော်ဘလို့ဖြစ်တယ်ဘလို့ခွေးတွေဘလို့ဘလို့ဘလို့ပါဘယ်တော့သကဲကံလူနေမှာဘလို့ဘလို့သခိုင်းနေမှာဘလို့အောင်ဘက်ခံတယ်ဆိုရင်ပါဗျာမျိုးမျိုးဟော်ကြတယ်ပေါ့နော်ဟော်ကြတယ်ပြောရရင်တော့စစ်တပ်ကရှုံးတရောင်ရောင်နဲ့ဟော်တာပေါ့ဗျာနော်စစ်ပွဲရှုံးတရောင်ရောင်ဟော်တာပါဗျာနော်အဲအော်ပြီးတော့မကြောက်အောင်နောက်နေ့ဒေတာခန်ထောင်းချီထွက်ပြေးနေရတင်းလာတယ်ဒေတာခန်ထောင်းချီထွက်ပြေးနေရတယ် ိုင်မဲ့သေတဲ့သူတွေကိုလည်းပြည်သူတွေတဲ့။အော်ပြည်သူတွေရတဲ့ယောက်ျားတွေယောက်ျားတွေໃຈမှာလားလို့ပြန်ပြောရမယ်နော်။ယောက်ျားတွေໃຈသေတာကိုသေတာကိုပြည်သူတွေလည်းပြောနေတာပြည်သူတွေလို့ပေါ်ပြရောနော်။အဲ့တော့ဒီကမ်းမလို့လည်းသခိုင်းတိုင်းနေရတော့တော့မမစစ်ကြောင်းဟာကမ်းမလို့ကတမတော်ရောပြည်သူစစ်ရောစစ်ကြောင်းထိုးနေပေါ်ကစစ်ကြောင်းထိုးတယ်။အဲ့တော့သူတို့တွေစစ်ကြောင်းထိုးတော့ပြေးတယ်ပေါ်ကပြေးတယ်ပေါ်နော်။ တရားနည်းနည်းလေးတော့ဝင်လို့တော့တို့တွေကအောက်ပွဲတွေတကွာသခိုင်းတိုင်းလုံးပဲတိတ်တော့မလို့သခိုင်းတိုင်းတိုင်းလုံးပဲတို့တွေရရင်ပုံစံမျိုးနဲ့တူဦးမှာဦးတို့လက်တို့ထက်ငါဦးအောင်ဆိုပြီးပါခစ်တဲ့တို့ရောမင်းစီမာတို့ရော BBC တို့ရော RFP တို့ရောဟောင်စီတို့အုပ်စုတွေရောအော်လိုက်ကြတာအော်လိုက်ကြတာအဲ့တော့ဟောင်စီတို့အုပ်စုတွေရောခစ်တဲ့တို့ရောမင်းစီမာတို့ရော BBC တို့ရော RFP တို့ရောပြောခြင်းနဲ့ ဘာဖြစ်လို့သခိုင်းတိုင်းမှာပါခပါတွေ PDF တွေမနေ့ကလူတွေသေတာကြတော့ဘာဖြစ်လို့ခမတို့မအော်တာလဲဘာဖြစ်လို့ခမတို့ရေလုံးပိတ်ဘာဆုထားလို့ခမတို့မအော်နိုင်ရတာလဲယောက်ျားသားတွေတိုင်းတက်တက်တွေနဲ့သေတာကိုခမတို့ကပြည်တူတယ်လားထောင်ချီထွက်ပြေးတယ်အဲ့ထောင်ချီကဘာကြောင့်ပြေးရတာတော့အဲ့ထောင်ချီကဘာကြောင့်ပြေးဘာကြောင့်ရှောင်ရတာတော့တို့တို့ကတော့ လူကြီးတွေကြိုက်မကြိုက်တော့မတည်ဘူးပေါ့ဗျာတို့တို့ကတော့ရှင်းတယ်ကျေလူစီရွာလဲကြိုင်တဲ့တရွာအလိုလူလိုပါအเจ้าကအားပေးလို့ပဲပေါက်ကိုတော့တော့သုံးတတ်တယ်ဗျာနော်အဲ့ဒီရွာတွေကတနက်တက်ပြည့်လို့ရှိရင်အဲ့ဒီရွာကအကျက်ဖက်ရွာပဲရွာတွေကတနက်တက်ပြည့်ရွာတွေကအကျက်ဖက်ပါပဲနော်ရှင်းရှင်းလေးခင်ဗျားတို့ပြောလေအဲ့လိုမဖြစ်စေချင်ဘူးဆိုရင်ကျမတို့ရွာတော့ကျမတို့ရွာကတော့အေးစစ်စစ်နေတာပါအေးစစ်စစ်ကြပြူပြူဖြစ်အဲ့တော့ ကျမတို့ရောပြည်သူရဲတွေမလာပါနဲ့ဘခဝတွေမလာပါနဲ့အတိုင်းပဲဒီမလာကြပါနဲ့သူကိုပြီးအောင်မလို့ကြပါနဲ့တတိရှိရှိတော့ကြလေအတိရှိရှိတောက်ဆိုကြတယ်အဲ့လိုတောက်ဆိုလို့ခဏတို့ရောဘာမှမလုပ်ဘူးဘာမှလည်းမဖြစ်ဘူးဆိုဘယ်စစ်ကြောက်မှမဟုတ်ဘယ်စစ်ကြောက်မှလည်းမလာဘူးနော်မပူနဲ့အဲ့ဒီလိုမဟုတ်ခဲနဲ့ပြည်သူရဲတွေလာရင်ပြည်ပန်းလေးနဲ့ကြိုရာနဲ့သမင်းကျွေးရတာနဲ့ဝါပတ်ရတာစီကျွေးရတာနဲ့ပုံစံမျိုးဆိုတော့ဒါအကြက်ဖက်အားပေးတာပဲလေ အကြဘက်ထောက်ခံတာပဲဒီရာကြောက်ရတဲ့ပုံစံမျိုးလုံးလို့တော့မရဘူးလေညာဟုတ်လားအမှန်ကခပြအဲ့မထောက်ခံတဲ့သူပြည်သူမှန်တယ်ဗျအဲ့နေရာပြည်ရဲရှိရဲ့ညာမှာလည်းမနေဘူးဗျဒါလည်းတော့ပေါက်ပေါက်လို့တယ်နော်အဲ့တော့ကမ်းမလူနဲ့ရောသတိုင်းတိုင်းနဲ့မှာရောစေเจ้าကခိုးနေပါတယ်ပြည်ရဲဒီကြက်ဖက်ဒီပြည်ရဲဒီပတ်ခပါလေညများများပါဗျာဟိုတော်တော်များများ ေဆုံးနေတာတွေလည်းဒါတကြိုတာတွေလည်းပြည်သူများအလုံးမြန်းမယ်ထင်ပါတယ်နော်ဒါပေမဲ့လူတို့တွေဒါတွေကိုမတင်ပါဘူးဗျနော်ဒါတွေကိုမတင်ဘူးဆိုတော့ဘာကြောင့်မတင်တာလဲဆိုလို့ရှိရဲ့အလုံးကသိသွားမှာဆိုလို့ဗျအလုံးကသိသွားမှာဆိုလို့နော်လူတို့ကအဲ့တော့မသေးသေးစားတဲ့ပုံစံမျိုးနဲ့မသေးရောက်ပဲလူတို့တွေကအောင်ပွဲရအကြောင်းလေးတွေပဲသိနေတယ်ဆိုတော့လေဒီကိန်းတိုင်းမှာရှိတဲ့ပြည်သူပြည်သားများအလုံး ခင်ဗျားတို့သဘောပေါက်ဖို့လိုပါတယ်ဗျာ။အကြက်ဖက်အားပေးလဲသဘောပေါက်ဖို့လိုပါတယ်။ဒါကတော့ခင်ဗျားတို့ပြည်ပြန်အရှိတရားကိုဦးဇင်းတို့ပြောပြခြင်းပြောပြခြင်းဖြစ်ပါတယ်ဗျာနော်။ဒီနေ့မှလည်းစေချောင်းကတော့ခိုးတယ်စေချောင်းကတော့လူလက်ကြက်ဖက်ရှိတဲ့နေရာတွေကိုဖြုတ်ခွင်းတယ်။လုံးစရာရှိတာကိုတော့ပြည့်ပြတ်သားတာလုပ်ဖို့လုပ်နေတယ်ပေါ့။ပြည့်ပြတ်သားဒီတဲ့အချိန်မြင့်သွားဖို့ပဲရှိတယ်လို့ဦးဇင်းကတော့လုံးတတ်ချင်ပါတယ်ဗျာနော်။အချိန်မြင့်သွားဖို့လုံးတတ်ချင်ပါတယ်။နောက်တစ်ချက်ကဦးဇင်းတို့အခုတ်ကူနယ်တွေမှာလည်းနော် တော်တော်များများအလင်းဝင်ဖို့အတွက်ကိုထိတ်ဆက်လာတာဒီအများကြီးပါလားနော်အခုကူဆိုလို့ရှိရင်ညာချစ်ပင်ကဆရာတော်ဥဝရမဥဆောင်တဲ့ပြည်သူစစ်အဖွဲ့အစည်းကိုလည်းဆိုရင်ကမ္မအနယ်ကပြည်သူစစ်တွေကဟိုကမ္မအနယ်ကပြည်ရအကျန်းဖက်အုပ်စုတွေကအုပ်စုလိုက်အဖွဲ့လိုက်တော့မှအလင်းဝင်မှုဆက်တွေ့တဲ့အနေအထားအထိရှိလာပါတယ်ဗျာနော်ဒါလည်းဘာပြောပြောပါဒါလည်းဦးစင်းတို့ကတော့ဒါမင်္ဂလာပါပဲဘာဖြစ်လို့ဆိုတော့ ူတို့တွေအတိတရားရှိလာအမြင်မှန်ရအောင်မဲ့ဥဒင်းတို့ကစောင့်မျှော်နေခြင်းဖြစ်ပါတယ်အဲ့တော့အညာဒေတာမှာရှိတဲ့ PDF တွေဗမာ PDF တွေအကုန်လုံးပေါ့ဗျာနော်အကုန်လုံးပေါ့အချိန်ကလည်းခင်ဗျားတို့ကဘုရားပြောခဲ့ပြီပဲခင်ဗျားတို့ကထိုးကြွခံရတယ်ခင်ဗျားတို့ကထိုးကြွခံရတယ်နိုင်ငံရေးခင်ဗျားတို့ကနိုင်ငံရေးသမားတွေရခင်ဗျားတို့ကသားကောင်းနေမြုံနေရခင်ဗျားတို့ဖားတွေငားတွေလိုပဲမြုံနေရငား ောင်ထားတဲ့မိမိဆိုသူ့အကိုပြုတ်ပဲနေနေတွတ်ပဲနေနေဘာဝဲလို့လို့အဲ့တော့ပြုံးနေရငါလိုချိန်တိုင်းတော့သူ့အကိုတညာလုံးဘလောက်ပဲပြုတ်ပြုတ်ပြုံးနေရငါဒုဒုကကိုတော့မတည်ဦးသေးနဲ့မနဲ့မိုးလေးတော့သေတာပဲကပြုံးနေရငါတွေကလည်းနော်မြုံနေမှာအဲ့၅ယောက်ပဲသေတာပဲပီရီယက်ထဲမှာယောက်ပဲသေသေးမှာပဲသေမှာပဲဒါလေးကိုလည်းဒါသဘောပေါက်ဖို့လိုတယ်အဲ့တော့တမတော်ကတော့အမုန်းတရားနဲ့အလုံးလုံးတရားပို့ဘူးဒေတာနဲ့အလုံးလုံးတရားဖြစ်တဲ့အတွက်ကြောင့် ဒါအစကတမလို့လဲတော်တော်ညာခဲ့တာတွေထောက်ထားခဲ့တာတွေအများကြီးပါအခုနောက်ပိုင်းမှာအတ္တိတရားမရှိဘူးဆိုလို့ရှိရင်တော့တမလို့ကလည်းညာစရာအကြောင်းမရှိဘူးပြည်သူရဲ့တောင်းဆိုချက်ရပဲနော်ပြည်သူရဲ့တောင်းဆိုချက်ညာစရာအကြောင်းမရှိဘူးလဲပြောတယ်အဲ့တော့ကိုယ့်အတက်ကိုမနဲ့ကိုယ့်အတက်ကိုနှမျောတယ်ကျော်ရွှင်ငြိမ်းချမ်းတော့မိသားစုနဲ့ဖြတ်တန်းကျင်တယ်ဒီကျော်ရွှင်ငြိမ်းချမ်းတော့မိသားစုနဲ့အေးစိစိနေကျင်တယ်ဆိုလို့ရှိရင်တော့အလင်းဝင်မှုပဲဦးဇင်းတော်ကတော့ပြောချင်ပါတယ်နော်ဒီဟာပတ္တသာပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ် စစ်သားတွေပြီးညရနဲ့ဆက်တွေ့ကြပါလို့ဦးဇေကတော့ပြောချက်ပါလိမ့်မယ်နော်ဒီနေ့လဲမိုးဖို့ဘက်ကနေလာပြီးမှအလင်းဝင်မဲ့သူတွေရှိတယ်ဗျာနော်အလင်းဝင်မဲ့သူတွေရှိတယ်ဒါသူတို့ရောက်တဲ့ရောက်ထိုက်တဲ့နေရာတော့ကြောက်နေပါကြနော်အလင်းဝင်မဲ့သူတွေရှိတယ်နော်ဒါလည်းဗမာတွေဗမာ PDF တွေဗမာ PDF မတွေပေါ့ဗျာနော်အလင်းဝင်မဲ့သူတွေရှိတယ်နောက်တစ်ချက်ကဦးဇင်းတို့ ါလဲသဂိုင်းတိုင်းတို့သဂိုင်းတိုင်းဆိုတော့နမခတိုင်းထဲမှာပေါ့ဗျာနမခတိုင်းထဲမှာရောနမခတိုင်းကနေကြီးမန္တလေးတိုင်းပါ sorry နော်အဲ့ရလက်ပံလာတို့ရှင်ကူးတို့တခြားလုံးပေါ့နော်အစကတော့ PDF နေနဲ့ရောထွေးပြီးမှနေကြတယ် PDF နေနဲ့တပွေတတိနေကြတယ်အလိုတူလိုပါနေကြတယ်အခုခါမှာတော့အချင်းနေမကောင်းမှန်အချင်းနေမှန်မှန်တိတဲ့အတွက်ကြောင့် PDF တွေနဲ့ရောထွေးနေတဲ့လူတွေမန္တလေးမြို့ထဲမှာညောင်များစွာဝင်လာတာကိုလည်းဒါဦးဇင်းတို့သိရတယ် အဲ့တော့အုတ်ကြီးတွေရောပေါ့နော်ဒါနဆိုင်ရာအားလုံးဧည့်သည်ကိုတိတိကျကျစွတ်ဖို့အတွက်ကိုဥစဉ်တော်နေနဲ့ဒါပြည်သူတွေရဲ့ကိုသားပေါ့ဗျာဥစဉ်အနေနဲ့ဒါမေတ္တာရခိုင်ကြပါလေနော်ဒီတရားထဲမှာဧည့်သည်ကိုတိတိကျကျစွတ်ဖို့လိုတယ်ဘုံကြောင်းနေတဲ့ဘုံဧည့်သည်စွတ်ဖို့လည်းလိုပါတယ်ဗျာနော်အဲ့တော့ဆရာတော်ပရိက္ခာလည်းဧည့်သည်စွတ်တဲ့အခါမှာဥစဉ်တော်ဟိုတလော့လွန်ကောင်းတလော့လောက်က PDF ပြီးတယ်စွတ်ခု PDF တကောင်ပြီးတယ်ပြီးတော့ဘယ်ကဘုံကြောင်းထဲကပြီးတယ်နော်ဘုံကြောင်းထဲကပြီးတယ်အဲ့ဘုံကြီးကလည်းအလိုလိုလိုပါသူထားတယ် အဲ့တော့ရှင်မရသာသာအမှန်ပြောရလို့ရှင်ဒါဖမ်းတဲ့လူတွေကကောင်းလို့ဖမ်းတဲ့လူတွေကဒါတဘောရမပြောအလုံးဥပဒေတိုင်းသွားမယ်ဆိုလို့ရှင်ဆရာတော်ကဘုန်းကြီးကဖမ်းလို့ရတယ်ဟိုအကျန်းဖက်ကိုလက်ခံထားတဲ့အတွက်ကြောင့်တကယ်လို့အကျန်းဖက်လာတော့တည်းပို့ရမယ်တကယ်လို့သူလေးဟောဟုတ်ပြီတည်းမပို့ပဲသူအလေးဝင်နေတဲ့ပုံစံရှိတော့မှစီးရုံပြီးမှအလေးဝင်ခံရတယ်ဒါလေးတွေကိုလည်းဆရာတော်တွေကိုတကယ်တော့ယုံကြည်စွာရှောက်ထားခြင်းဖြစ်ပါတယ်ကြာနော်ရှင်ဘုရားတို့ဒါအကျန်း ဲ့တယ်လေမနှောက်လာလားဘလောက်ပဲလာလားကိုနဲ့ရက်ွက်နီးရပါလားရှင်ဘုရားတို့အဇင်းတိုင်ဖို့လိုတယ်အဇင်းပို့ဖို့လိုတယ်အဲ့လိုမှမပို့ဘဲနဲ့ရှင်ဘုရားတို့လာရကြလို့လက်ခံမယ်ဆိုလို့ရှိရင်ဘာလူကတော့ငါလူတဲ့သူပဲဟာလက်ပံလားစင်ကူကလေးလာတာရွှေလဲပါတယ်ငါအံ့ထားတာပဲယုံကြည်လို့တအားလာတာငါတိုင်စရာအကြောင်းမရှိဘူးလာလာပါတကူလေးကိုကြည့်မယ်ဆိုရင်တော့ရှင်ဘုရားတို့ဒုက္ခအကြီးကြီးရောက်သွားမယ်လို့တပည့်တော်ကတော့တတိပေးခြင်းပါတယ်ဗျာဒါကတော့ရှင်ဘုရားတို့တော့ကိုတပည့်တော်ကလူတည်စွာဖြင့်တတိပေးတာပါဗျာဖြစ်လာမယ်အရေးကိုတွေးပြီးမှ ဖြစ်တတ်တဲ့သဘောတရားရှိတဲ့အတွက်ကြောင့်တပည့်တော်ကဒါယဟန်တန်ကအချင်းချင်းကြီးညိုလေးစားတဲ့အတွက်ကြောင့်ချို့ယဟန်တန်ကလည်းဘာမှနားမလဲပါဘူးပြေနော်နားမလဲတဲ့ဆရာတော်ဘုရားတော်နားလဲအောင်နားလဲပြီးမှတိတိကျကျလှုပ်တဲ့ဆရာတော်များဒီလိုလိုဒီလိုဖြစ်တဲ့ဆိုအောင်သိအောင်ယုံကြည်လျှောက်ထားခြင်းဖြစ်ပါစေအားလုံးတော်ပါရဲ့ဗျာဟုတ်ကဲ့ခင်ဗျာခုတစ်ချက်ပြရတော့ပေါ့ပေါ့တော်တော်လေးပါဗျာအားလုံးကျေးဇူးတင်ပါတယ်ငဏငိုင်းမှာတော့အင်းချာညမှာလည်းဗျာ